ကျွန်တော်ကကျွန်တော်တယောက်ရဲ့ဟွာနဲ့ရွေးချယ်သွားမှာမဟုတ်ပါဘူးဆိုတော့ကျွန်တော်နောက်မှာသူတို့ရဲ့ supervisor တွေရှိရဲအာရှိမှရှိတော့နောက်မှရှိရဲအကဲပြတ်တွေရဲ့နဲ့အတူကျွန်တော်အတက်ပြန်ရှင်အသိပြန်ရှင်နဲ့အတူပူပေါင်းပြီးတော့ကျွန်တော်ရွေးချယ်သွားမှာပဲဖြစ်ပါတယ်ဆိုတော့ခုနပြောသလိုပဲ international သွားတဲ့အခါမှာလည်းပဲသူတို့ရဲ့အာ reason regulation တွေသူရဲ့ format တွေနဲ့ကန့်ညီတဲ့သူကိုပဲကျွန်တော်တို့ရွေးချယ်သွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့စိတ်ဆန္ဒနဲ့ရွေးချယ်လို့မရပါဘူး ီနေ့ကတော့ Miss Grand မြန်မာ2025ရဲ့ press conference ကျွန်တော်ရဲ့အလမဲ28ဦးကိုမြို့နယ်ကိုစားပြုအာ28ဦးကိုစံနေစင်းဆရာဆရာမတွေရေဟုတ်လက်အနန္တဲ့ပွဲပဲဖြစ်ပါတယ်ဒါပြင်ကျွန်တော်ရဲ့ပွဲကိုပတ်ပို့ပေးတယ်အာစွမ်းစားများကိုမိတ်ဆက်ပေးတာပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့ကတော့အာ The Avity Suli Grand Hotel မှာပြုလုပ်ကြမှာတော့မှာဖြစ်ပါတယ်ဟုတ်ပထမဆုံးကတော့ကျွန်တော်ရဲ့ creative team တွေကို creative team တွေကိုကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ဆိုတော့သူရဲ့အာကျွန်တော်တယောက်အားနေမဟုတ်ပါဘူးကျွန်တော်နောက်မှာအာ creative team တွေနောက်ပြီးလို့ရှင့် executive directors တွေအဲ့ပံ့ပိုးမှုတွေနဲ့ဒီပွဲကိုစဖြစ်လာတာပဲဖြစ်ပါတယ်ဟုတ်နံပါတ်1ကတော့ sponsors တွေအားလုံးကိုကျေးဇူးတင်ပါတယ်ဆိုတော့ကျွန်တော်တွေဒါအာကျွန်တော်ရဲ့ဘေးကြီးကြုံတဲ့အခါမှာ level တို့ကတာဝန်ကြီးသလိုပဲအာကျွန်တော်ကိုချစ်ပြီးတော့ပံ့ပိုးပေးကြတဲ့သူအားလုံးလည်းကျေးဇူးတင်ပါတယ်ပွဲစားလို့မယ်ဆိုပြီးတော့ကျွန်တော်ကိုခင်လို့ချစ်တယ်ဆိုလို့ဆိုတာတစ်ချက်ပေါ့နော်နိုင်ငံကိုစားပြုမယ်အလားမယ်ရွေးချယ်ရေးပွဲမှာလူငယ်တွေကိုမြေတောင်မြောက်ပေးလို့တဲ့စိတ်နဲ့ကိုဘယ်အရာမှခေါင်းထဲမှာမထားဘဲနဲ့ကို တကယ်စေတနာစိတ်ရင်းမှန်နဲ့ပံ့ပိုးပေးတဲ့ sponsor တွေအားလုံးဒီကနေပြီးတော့ gratitude ပါဆိုင်လို့ပြောချင်ပါတယ် God bless you ပါ very very talented ပါကလေးအားလုံးတယောက်မှရော့မနေပါဘူး28ဦးစလုံးကအာတကယ်ကိုသူတို့လွယ်ထားတဲ့မျိုးတွေရဲ့တာဝန်ကိုအကောင်းဆုံးကြည်ပွန်စွာထမ်းရွက်နေကြတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒါအာ session day ကနေစပြီးတော့ဒီနေ့ထိတိုင်အောင်ကလေးရာတကယ်ကိုတက်ကြွတယ်နောက်ပြီးကြိုးစားကြတယ်တကယ်ကိုတော်ကြပါတယ်ဟုတ်ကျွန်တော်အနေနဲ့စိတ်လှုပ်ရှားမှုတော့တခုအာပွဲ ဟိုစိတ်လှုပ်ရှားမှုကတော့လုံနေရတဲ့ကဏ္ဍတွေမှာကျွန်တော်စိတ်မလှုပ်ရှားပါဘူးအဓိကပါလဲဆိုတော့ချက်ပြီးတော့ငလင်းတွေကိုလည်းမလာပါစေနဲ့မုန်တိုင်းတွေလည်းမရောက်ပါစေနဲ့လည်းဆူတောင်းနေရပါဒီတက်ပဲကြံကြံနေတာပေါ့နော်နောက်ဘလို့ရှင်နောက်တစ်ခုကပြန်ပါဝင်ရှင်ပြိုင်နေကလေးတွေမဖျားဖို့အာစမ်းမာဖို့ဒါကိုပဲကျွန်တော်စိတ်ထဲမှာရှိပါတယ်ဟုတ် Marine Sign တော့ season နဲ့ပွဲတိုင်းပေါ့နော် Marine Entertainment ကနေပြီးတော့ Entertainment ကနေပြုလုပ်သွားတဲ့အာ event တိုင်းလိုပါပဲကျွန်တော်တို့တွေထူးခြားမှုဆိုတာနဲ့ကိုလုပ်တဲ့အရာတိုင်းအကောင်းဆုံးဖြစ်ပဲဆိုတာဟာပါကျွန်တော်တို့ရဲ့ I give our best ပါဆိုတော့ဒါအကောင်းဆုံးဆိုတဲ့ဟာတွေပြင်ဆင်ထားပါတယ်ဒါပရိသတ်နဲ့ကြည်နေတဲ့သူတွေနဲ့တထဲကြမယ်မကြမယ်ဘူးဆိုတာတော့အပွဲပြီးမှကျွန်တော်တို့ကို1 out of 10ပေါ့နော်ဆက်မပေးပေါ့အဲ့ဒါနေဘယ်လောက်ပေးမလဲဆိုတာကျွန်တော်အာ ျော်ရွှင်စွာနဲ့စောင့်မျှော်နေပါမယ်ဟုတ်အရင်ပြိုင်ပွဲတွေကအကောင်းဆုံးလုပ်ခဲ့ကြတယ်သူတို့လည်းသူတို့ရဲ့အကောင်းဆုံးဆိုတာတွေထုတ်ပြခဲ့ကြတယ်သူတို့ရဲ့အကောင်းဆုံးဆိုတာတွေကိုစူးစမ်းခဲ့ကြတယ်ဒါကိုကျွန်တော်တကယ်အသိမှတ်ပြပါတယ်ဆိုတော့ကျွန်တော်တို့ပွဲမှာကျတော့အရင်ပြိုင်ပွဲတွေကိုကြည်တာထက်ကိုကျွန်တော်အခုဒီနေ့ဒီချိန်မှာဖြစ်နေတဲ့ခေတ်ကာလအနေအထားအချိန်အခါနဲ့အတူကျွန်တော်ရဲ့အကောင်းဆုံးလှုပ်ဆောင်မှုတွေကိုကျွန်တော်ချပြသွားမှာပဲဖြစ်ပါတယ်ဟုတ်အကောင်းဆုံးကတော့ international သွားလို့ရှိရင် international မှာပြည်ပြန်စွာပြောနိုင်တာတော့အကောင်းဆုံးပါပဲဒီတော့ကကျတော့ဟိုမပိုင်မနိုင်ပြောပြီး ီးတော့ကျွန်တော်တွေဒါ message အမားတွေပြောလိုက်လို့ရှင့်ဒါကတော့ဟိုကောင်းမွန်တဲ့ result မဟုတ်လေခုနပြောသလိုပဲပေါ့နော်ဒါမှ international မှာကြောက်လို့ရှင့်သွားလို့ရှင့်လည်းပဲပြောနိုင်လို့ရှင့်တော့အကောင်းဆုံးပါပဲဟုတ် final ကတော့ John 27ပါ Hexagon Complex မှာပြလို့သွားမှာပဲဖြစ်ပါတယ် final talk ကတော့ကျွန်တော်နဲ့ကျွန်တော် team ကအကောင်းဆုံးပြင်ဆင်ထားပါတယ်ကျွန်တော်တို့ဒါ international queen ကိုလည်းပဲဖိတ်ခေါ်ထားပါတယ် CJ အနေနဲ့လည်းပဲလာမှာပဲဖြစ်ပါတယ်အခုရ current miss grand international 2020 လေးကနေပြီးတော့သူနဲ့ tracer လာမှာပဲဖြစ်ပါလေဟာကျွန်တော် Google Grant နေကျွန်တော်ပြီးခဲ့တဲ့ interview တွေမှာပြောခဲ့သလိုပဲကျွန်တော် international queen ကိုဖိတ်ခေါ်ထားပါတယ်လို့ပြောပြီးသားပါကျွန်တော်တွေဒါ queen appearance တက်ကိုလည်းပဲကျွန်တော်တွေသွင်းရမယ့် form တွေအကုန်လုံးပေါ့နော်ဟောလုတ်ပြီးသားပါ email တွေလည်းပို့ပြီးသား confirm နဲ့ဖြစ်ပြီးသား confirm နဲ့ဖြစ်ပြီးသားဆိုတော့ကျွန်တော်တွေဒါ CJ ကလည်းပဲလာဖို့အတွက် confirm လုတ်ထားပါတယ်ဘယ်ရက်လာမယ်ဆိုတာလည်းပဲကျွန်တော်ဆိုတာလဲကိုပဲကျွန်တော်တို့ launch လုပ်လို့မရသေးတာပါခင်ဗျဟုတ်ကိုနဲ့ကျွန်တော် team ကလည်းကျွန်တော် ဒါတကူတည်းပါပို့ပြီးတော့တော်ဝင်ကြီးသွားတာက international သွားမှာပဲဖြစ်အရင်တော့ CD ကနေ national level ကိုသွားရပေါ့နော်ဆိုတော့အဲ့လို CD ကနေ national level သွားတဲ့အခါတိုင်းမှာတော့မှကျွန်တော်တို့တွေအတော်ဆုံးအတက်ဆုံးဆိုတာနဲ့အသင့်တော်ဆုံးသူကိုကျွန်တော်ရွေးချယ်ပြီးတော့ဆေးလွတ်တာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်လည်းဒါ international miss grand international rules and regulation နဲ့ကိုက်ညီတဲ့သူ ကျွန်တော်တို့ရဲ့ format နဲ့ကိုက်ညီတဲ့သူနောက်ပြီးလို့ရှင်ကျွန်တော်တို့နိုင်ငံရဲ့ဆက်လွယ်ကိုလွယ်ပြီးသွားတဲ့အခါမှာအတင့်တော်ဆုံးသူကိုကျွန်တော်ရွေးချယ်သွားမှာပဲဖြစ်ပါတယ်ဆိုတော့အာတဖြည်းဖြည်းနဲ့ပေါ်လာမှာပါကျွန်တော်ကကျွန်တော်တယောက်ရဲ့ဟွာနဲ့ရွေးချယ်သွားမှာမဟုတ်ပါဘူးဆိုတော့ကျွန်တော်နောက်မှာသူတို့ရဲ့ supervisor တွေရှိရဲ့အာရှိမှရှိတော့နောက်မှရှိရဲ့အကဲပြတ်တွေရဲ့နဲ့အတူကျွန်တော်အတက်ပြန်ရှင်အသိပြန်ရှင်နဲ့အတူပူးပေါင်းပြီးတော့ကျွန်တော်ရွေးချယ်သွားမှာပဲဖြစ်ပါတယ်ဆိုတော့ခုနပြောသလိုပဲ international သွားတဲ့အခါမှာလည်းပဲသူတို့ရဲ့ rules and regulation တွေသူရဲ့ format တွေနဲ့ကန့်ကြီးတဲ့သူကိုပဲကျွန်တော်တို့ရွေးချယ်သွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့စိတ်ဆန္ဒနဲ့ရွေးချယ်လို့မရပါဘူးသူ winner ဆရတဲ့အချိန်ကနေစပြီးတော့ပွဲပြီးတဲ့အချိန်အထိကိုယ့်နိုင်ငံကိုမြန်မာနိုင်ငံနေထွက်သွားတဲ့အခါကနေပြီးတော့ပြန်လာတဲ့အချိန်အထိကိုသူကိုကျမ်းမာစွာစိတ်ချမ်းသာစွာနဲ့သူလုံးဝမဲ့အလုပ်ကိုတာဝန်ကျေပွန်စွာ focus ပဲထားပြီးကျွန်တော်အရာအားလုံးကိုကျွန်တော်နဲ့ကျွန်တော် team ကဒါအပြင်ကျွန်တော် sponsor အနေနဲ့ပံ့ပိုးပေးကြမယ့်သူတွေအားလုံးရဲ့အားနဲ့ကျွန်တော်ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။ကရက်ကတော့ကျွန်တော်အတိုင်းပါပဲကျွန်တော်လည်းခုနပြောလို့ပဲကျွန်တော်ရဲ့ကျွန်တော်နဲ့ကျွန်တော် team ရဲ့အာ style အတိုင်းပဲကျွန်တော်လုပ်သွားမှာပါ။ကရက်က သူ့အနေနဲ့သူရှိနေမှာပါ။ကရက်ကရှိနေကျွန်တော်လိုရမဲ့တာဝန်ကကျွန်တော်လိုရမဲ့တာဝန်ကိုကျွန်တော်နံပါတ်1မနက်ဖြန်ဆိုတာကမနက်ဖြန်ပါပဲ။ဒီနေ့တာဝန်ကိုကျွန်တော်မနက်ကနေညအထိအိတ်သွားတဲ့အချိန်တွေကိုပြီးဆုံးအောင်တာဝန်ကျေပွအောင်လှုပ်ဆောင်ဖို့အတွက်ကျွန်တော်တာဝန်ပါ။ဆိုတော့ဇာတ်နဲ့ကရက်တွေကကျွန်တော် effect ဖြစ်လားမဖြစ်လားဆိုတော့ကျွန်တော် belo handle လုပ်နိုင်တယ်မလုပ်နိုင်ဘူးဆိုတာပဲကျွန်တော်ပုံမှာပဲမူတည်ပါတယ်။ဆိုတော့ကျွန်တော်တို့ကကရက်ဆိုတာကရက်တတ်တ်ပါ။ကျွန်တော်လိုရမဲ့တာဝန်ကကျွန်တော်လိုရမဲ့တာဝန်တာဝန်ပြီးရမဲ့တာဝန်အလုပ်တွေကိုပြီးအောင်လုပ်ရမှာကျွန်တော်တာဝန်။ Final မှာကျွန်တော်တို့ဒါ Miss Grand မြန်မာရဲ့ page ยูทูบถ้าเป็นงูจอนเราชนะนา้ up to date อ่สกายในการทุเรศเม่อยุคตอนนี้มาจอนเราไลฟ์ทุเรนต่อมาแบบเช่นไรถ้าเป็น national costume แล้จอนเราไลฟ์ทุเรนต่อมาแบบเชฟบาร์ครัคำนี้ฮะซึ่งสุดคอมเพติชันแล้ไลฟ์ทุเรนต่อมาฮะ t h a n